ဲ့ social media platform X ကိုတနင်္လာနေ့ကတိုက်ခိုက်ခံရတယ်လို့ Elon Musk ကပြောပါတယ်။နိုင်ငံရေးအရာသဘောထားကွဲပြားမှုတွေများနေလို့ဘီလီယံနာကြီးကိုတိုက်ခိုက်တာလားဒါမှမဟုတ်တချိန်ကဆိုရှယ်မီဒီယာကွန်ရက်ကို၆လက်နိုင်ခဲ့တဲ့ Twitter platform ကဝန်ထမ်းတွေကိုဖြုတ်ပစ်ခဲ့လို့များလားဆိုပြီးသူလောသူလောမျိုးကနေထွက်ပေါ်နေပါတယ်။ X မှာပြဿနာတွေရှိကြောင်းသတင်းတွေတနင်္လာနေ့အစောပိုင်းကထွက်ပေါ်လာပါတယ်။ အာရှဥရောပမြောက်အမေရိကတိုက်တွေက30နေသူတွေကသူတို့ platform ကိုဝင်လို့မရကြောင်းပြောလာကြပါတယ်လို့ website တွေကိုစောင့်ကြည့်လေ့လာနေတဲ့ down to data ရဲ့အပြောအယာသိရပါတယ် ace ကိုတိုက်ခိုက်တဲ့ cyber တိုက်ခိုက်မှုတွေရှိခဲ့တဲ့အခုထိရှိနေတော့မယ်လို့ mask platform ပေါ်မှာ post တင်ပြောကြားထားပါတယ်ဒီ platform ကတနင်္ဂနွေပြတ်တောင်းပြတ်တောင်းဖြစ်နေပါတယ် လွန်ခဲ့တဲ့နေ့ Trump နဲ့ interview တိုက်ရိုက်ထုတ်လွှင့်မှုမပြုလုပ်ခင်ပြုတ်ကျသွားခဲ့တော့ကလည်း SpaceX နဲ့ Tesla ရဲ့ပိုင်ရှင်က cyber တိုက်ခိုက်မှုကြောင့်ဖြစ်ရကြောင်းအထောက်အထားမရှိပြောကြားခဲ့ပါတယ်။ဒီလိုတိုက်ခိုက်တာကသူ့အပေါ်မလုံမုံထားလို့လောက်တာဖြစ်နိုင်ကြောင်း Doge Designer ဆိုတဲ့အကောင့်ပိုင်ရှင်ရဲ့ပြောကြားချက်ကို Musk ကသူ့ရဲ့ post မှာမျှဝေထားပါတယ်။ သူကောင်းဆောင်နေတဲ့အစိုးရလုပ်ငန်းများဆွမ်းဆောင်ရရှိရေးဌာနဒိုးကိုမကြသေးခင်ကစမ်းချင်ဆန္နာပြသူတွေနဲ့သူ့ရဲ့ Tesla ဆက်ယုံတွေကိုဝင်ရောက်ဖျက်ဆီးခဲ့တာတွေကိုကြည်ပြီးသူကဒီလိုပြောကြတာဖြစ်ပါတယ်။ဒီလိုတိုက်ခိုက်မှုကကြီးမားပြီးတော့စုပေါင်းချိန်ကိုက်လုတ်တက်တဲ့အုပ်စုတခုဒါမှမဟုတ်တိုင်းပြည်တခုကလုတ်တက်တဲ့အလုပ်ဖြစ်တာကြောင့်အရင်းမြစ်တွေအများကြီးအသုံးပြုခဲ့ရမှာဖြစ်ကြောင်း Musk ကခံမှန်းပြောဆိုထားပါတယ်ရှင်။ Global Media ကိုဆက်လက်ရည်ပြီးခံဖို့ပြည်သက် ပတ်ပြီးဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizuma TV YouTube Channel မှာမမဝေပေးခြင်းဖြင့်